တော့တန်ပိတကအဘိဓမ္မာပိတကကွယ်ပြောင်းခြင်းတော့ရောက်ပါစေအောင်တဲ့ဝီနီပိတကရှိနေသေးရင်မဖြစ်လဲသာသနာတည်နိုင်တယ်ဆိုတဲ့စကားစီအလုံးလေးနဲ့တော့အဲ့ဒါဝီနီဒီဘလောက်ထိနော်သာသနာတော်အတွက်ကျေးဇူးများကလေးအရေးပါစလဲဆိုတာကိုအဲ့ဒီဂါထာတွေကထင်စွာပြနေတာပဲဟုတ်ကဲ့ပါဝီနီနဲ့တုတ်တန်ဘယ်ဟာရေးကြီးလဲဆိုတာဆရာတော်မေတ္တုံညာရဲ့တရားလေးကိုလည်းနားဆင်ပေးပါဦးခင်ဗျာ ကိုလိုရာတွေဆွဲပြီးတော့လုပ်သားကြတာမကောင်းပါဘူး။နော်လူတွေကဝီနီးကိုတဘောကြတယ်ဆိုရင်ဝီနီးကိုပန်းတင်ပြီးတော့ဝီနီးဝီနီးဆိုပြီးတော့လုပ်စားကြတယ်။ဝီနီးဆိုတာတနည်းအားဖြင့်ပြောရင်စီကံပါ။နော်စီကံရေးဆိုတာဗုဒ္ဓဝါရုံ20အထိဘာဝီနီးမှမပေါ်သေးပါဘူး။ခဏဦးစင်းတို့တုတ်တန်တရားတွေကိုစနစ်တကျဗုဒ္ဓဟာဘုံဘုံညွန်ပြပေးနေတာပါ။ ဓမ္မတွေကိုဟောပုံညွန်ပြပေးနေလူရဲ့ယင်နဲ့ဟောရန်တော်တွေရဲ့နှလုံးသားတွေကိုတစ္ဆာဓမ္မတွေထွန်းကောင်းအောင်သင်ပေးပြီးတော့ဒီတစ္ဆာဓမ္မတွေကိုဒီလူတွေနားလည်အောင်သင်ပေးကြဆိုဓမ္မတွေကိုသင်ပေးခိုင်းတာပါဥပရေတွေဟိဆိုတာမထုတ်ရလေကောင်းလေပဲစည်းကမ်းတွေဟိဆိုတာမထုတ်ရလေကောင်းလေပဲလူဟာတုပတုကိုချင်းဒိဋ္ဌာတွေမြင်မနေတဲ့ဤနေရာကိုယ်တည်းမထွေးရဂံငွေ 500ဘတ်ငွေ500ဟေးဆိုတာဘရုအတွက်ထုတ်ရတာနေရာတိုင်းကုဏကပြေကြတဲ့စီးမရှိကမ်းမရှိကွန်ဒရီထွေးနေတဲ့လူတွေချိပြက်ကမ်းပြက်တမားတွေအတွက်ထုတ်ရတာမမတိကုန်းစားတဲ့လူအတွက်ထုတ်เสียမလို့ဟုတ်ကဲ့ဒီဗီဒီယိုမှာအကြောင်းတစ်ချက်ကျွန်တော်ရှင်းပြပေးဖို့ရှိပါတယ်ဓမ္မတစ်ချက်ကတော့ဆရာတော်မင်းတုံညာပြောသလိုကိုမဆာရအမိတ်ဒီ ကိုမစားတဲ့လူတွေအတွက်မပါပါဘူး။ကိုစားတဲ့လူတွေအတွက်ပဲပါပါတယ်။အဲ့ဒီလိုကြည့်မယ်ဆိုရင်အလုံးကိုအကျိုးတရားမှုမရှိဘူးဖြစ်တယ်။အဲဓမ္မဆိုတာဒီလူသားအလုံးကိုအကျိုးတရားမှုရှိပါတယ်။အဲ့တော့ဝိနည်းဆိုတာဒီအဒီကမပြည့်တဲ့လူတွေမပါပဲစီကံပြည့်တဲ့လူတွေပေါ်မှာပဲအဲအဓိကပြည့်ညတ်ထားတာဖြစ်ပါတယ်။နံပါတ်2ချက်ကတော့ကျွန်တော်တို့ကတုတ်တန်ဆိုတာဒီ အင်းချက်နီတစ်မျိုးလို့ယူဆလို့ပြီပါနော်ဒါတော့အဟင်းချက်နီကိုမသိဘဲနဲ့မိဖို့ကြောင့်လဲဝင်တိုင်းအင်းချက်တတ်တယ်ဆိုရင်ဒါဟာမဖြစ်နိုင်တဲ့ကိစ္စပါသူလူတဲ့သဘောကကျွန်တော်တို့အင်းချက်မဲ့ဆိုအချိုအပေါ့အငန်းဘလောက်အတိုင်းစထည့်ရမလဲဆိုတဲ့နီးကိုသိရပါမယ်အဲဓမ္မဆိုတာလဲတုတ်တန်ဆိုတာလဲထို့တူပဲအဆုံးမသည်လူတွေဘလို့နေရမလဲဘလို့ဆိုင်ရမလဲဆိုတဲ့အာ အပေါ်အချို့အပေါ်ငံဘယ်လိုထည့်ရမလဲဆိုတဲ့ဟာကိုမသိပဲနဲ့ကျွန်တော်တို့ကမိဖို့ကြောင်းနဲ့ဝင်ပြီးတော့ဟင်းဝင်ချက်လို့မရပါဘူးเนาะအဲ့လိုပေါ့အဆုံးမမသိပဲနဲ့အဲဘယ်ဟာကိုစောင့်ထင်းရမယ်ဘယ်ဟာကိုလိုက်နာရမယ်ဆိုတာမသိဘူးဆိုရင်ဒါဟာကျွန်တော်တို့ကဒီဝိနည်းကသဘာဝမကျဘူးပေါ့เนาะသဘာဝမကျဘူးဆိုလို့နဲ့သဘောက ငါဟင်းချက်တက်ဖို့ဆိုရင်ဟင်းချက်นี้ตีရပါမယ်ဟင်းချက်นี้ตีပြီးมาမိဖို့จองแลဝင်มาငါဟင်းချက်တမာဖြစ်มาပါเนาะအဲ့တော့ကျွန်တော်တို့ဒီအာဟင်းချက်นี้မတိပဲねမိဖို့จองแลဝင်ပြီးမိဖို့จองแลဝင်ဟင်းချက်တက်ပြီဆိုတဲ့ဟာကလုံးဝငါလောကတဘာဝမကြပါဘူးเนาะကျွန်တော်တို့ဓမ္မတွေကိုစဉ်းစားတွေးခေါ်တဲ့အခါမှာအဲ့လိုတဘာဝကြတဲ့နီးเนี่ยငါစဉ်းစားတွေးခေါ်ရင်တကယ်အဖြေမှန်ကိုတွေ့မြင်ရပါလိမ့်မယ် တကယ်လို့ဒါကျွန်တော်တို့ကစဉ်းစားတွေးခေါ်မှုမမှန်မှုဆိုရင်အာလူတွေရဲ့လက်ပြားခြင်းကိုခံရမှာဖြစ်ပါတယ်ဒါကြောင့်လည်းကျွန်တော်တို့ကဒီအကြောင်းအရာတွေကိုအာရှင်းပြပေးရခြင်းဖြစ်ပါတယ်အဲဒီဗီဒီယိုလေးမှာအဓိကပြောချင်တာတော့တုတ်တန်ဆိုတာကတကယ်ကိုကျွန်တော်တို့အဆုံးအမတွေဖြစ်တယ်ဒီအဆုံးအမကိုမသိပဲနဲ့ဒီဝိနည်းကိုသွားပြီးတော့ဘယ်လိုနေရမလဲဘယ်လိုထိုင်ရမလဲသိမှာမဟုတ်ပါဘူး ဒါကြောင့်အဆုံးမရှိဖို့ကအဓိကပဲဖြစ်ပါတယ်။ဝိနည်းဆိုတာဒီလူတွေကိုအကန်ထုတ်တာဆိုပေမဲ့မပြတ်တဲ့လူတွေအတွက်ကမပါဝင်မှုဖြစ်ပါတယ်။ဒါကြောင့်မို့ဒါဟာဝိနည်းဟာတကယ်ကိုလူလူအများကိုအဆုံးမပေးတဲ့အဆုံးမမဟုတ်ဘူး။ဒါဟာပြည့်ညတ်တရားပဲဖြစ်ပါတယ်လို့ဖြေကြားပေးလိုက်ပါတယ်။ကျေးဇူးအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။